ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edozi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့ပရိသတ်တွေပေါ်မလေးစားတဲ့ဒေယနီကျဲပွဲနှစ်ဦးကိုအချိုးပြင်ဖို့တတိပေးလိုက်တယ်ကနဝင်ကစားသမားကိုညာရဲ့အပြောင်းအရွှေ့ပြီးနောက်ထပ်ခေါ်ယူမဲ့ကစားသမားကိုတတ်မှတ်ထားပြီးဖြစ်တဲ့ Man United အာဆင်နယ်အသင်းအနေနဲ့နွေရာသီအပြောင်းအရွှေ့အတွက်ကြီးမားတဲ့အမားကိုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ဝေဖန်ခဲ့တဲ့ Again Fanwa ဆန်ချိုအစားပေးရတဲ့တမ်းမဲ့ကစားသမားကိုခေါ်ယူဖို့ချက်စီကိုအကြံပေးခဲ့တဲ့ကနဝေတိုက်စစ်မှုခေါင်းစတဲ့သတင်းများပဲဖြစ်ပါတယ်။ရိုဘင်မော်ရင်ကတော့လာမယ့်ရာသီမတိုင်ခင်ပုံမှန်စွမ်းဆောင်ရည်ပြန်ရဖို့အတွက်ရာသီကြိုမှာပြင်းပြင်းထန်ထန်ကစားသမားတွေကိုမောင်းတော့မယ်လို့ထင်ရပါတယ်။လက်ရှိမှာတော့ပေါ်တူဂီလူမျိုးနီးပြားဟာကစားသမားတွေအားလုံးကိုဒီလကုန်ကာရတန်လေးချိန်ခွင့်ပြန်လာဖို့ပြောထားပြီးကြံ့ခိုင်မှုမပြေဝသေးတဲ့ကစားသမားတွေကိုလည်းဇူလိုင်လလေလောက်မှာပြန်ကောင်းလာအောင်လုပ်ဖို့ညွှန်ကြားထားတယ်လို့ထင်ရပါတယ်။ ဒါပြင်ထိတ်တန့်ကျဲပွင့်တွေကိုအနီးကပ်စောင့်ကြည့်နိုင်ဖို့အပန်းတီအားလည်းရက်ပဲသွားမလဲဆိုတာကိုပါသတင်းပို့ဖို့ပြောဆိုခဲ့ပြီးတရားနည်တွေဟာလာမယ့်ဇူလိုင်19မှာလေယူနိုက်တက်နဲ့ဆွီဒင်မှာခြေစမ်းပွဲကစားသွားဖို့ရှိနေတာဖြစ်ပါတယ်မန်ချက်စတာနဲ့တော့ကနဝင်ဒေးဗစ်ဘဟန်ကမန်ယူနိုက်တက်မှာဖြစ်ပျက်နေရတွေကသူ့မျက်လုံးနဲ့မတွေ့ဘူးလို့ပြောဆိုခဲ့ပြီးစိတ်ပျက်စရာကောင်းတဲ့2024-25ရာသီကိုအဆင့်15နဲ့အဆုံးသတ်ခဲ့ပြီးနောက် အင်္ဂလကွေးလလူဟောင်းကအသင်းကစားသမားအချို့ကအသင်းတစ်စိတ်ကိုမှန်ကန်တဲ့နည်းနဲ့ကိုစားမပြုတာဒါမှမဟုတ်မှန်ကန်တဲ့အပြုမူတွေကိုမလုံဆောင်ကြဘူးလို့ပြောဆိုခဲ့ပါတယ်။တရားနီဂျေဝင်ဟောင်းကမန်ယူနိုက်တက်ရဲ့ရာသီကောင်အာရှခရီးစဉ်အတွင်းကခနာချိုတဲ့အာမတ်တိုရဲ့အပြုမူကိုလည်းဝေဖန်ခဲ့ပြီးဘရိတ်ကတ်တွေပေါ်ကိုလေးစားမှုမပြသခဲ့ကြဘူးလို့ပြောဆိုခဲ့ပါတယ်။ အမပီကရဲပတ်မှာပြိသက်တွေကိုလက်ကလေးထောင်ပြနေဟုမြင်တွေ့နေကြရတာဖြစ်ပြီးကနာချိုကလည်းကွာလာလမ်ပူကလက်မှတ်ထိုးပွဲမှာအလားတူအပြုတ်မှုမျိုးကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မန်ယူနိုက်တက်ကိုဒီနွေရာသီမှာဆုံးခွာခြင်းချင်းဆုံးခွာနိုင်တယ်လို့အပြောခံရတဲ့ကနာချိုဟာနောက်ထပ်ပြိသက်တုံးနဲ့ပါအချင်းများခဲ့တာကိုလည်းဗီဒီယိုရိုက်ကူမိခဲ့တာဖြစ်ပါတယ်။အခုကခက်ခဲတဲ့အချိန်တွေပါဒါပေမဲ့ကျွန်တော်အသင်းမှာဖြစ်ပျက်နေတဲ့အထက်ကအချို့အရာတွေကိုသိတဲ့ဘောမကြဘူး။ကွင်းနေကဟာရီကအရေးကြီးတာမှန်ပေမဲ့ အမှန်တမ်းပြောရရင်ကွေးမြင်မာကအရာတော်တော်များများကိုကျွန်တော်မျက်စီတွေမြင်နေရတာတိတ်အဆင်မပြေလားဟုဘရိတ်တတယောက်အနေနဲ့ရောမန်ယူနိုက်တက်ကိုချစ်မြတ်နိုးသူတယောက်အနေနဲ့ရောပေါ့ကျွန်တော်ပြောနေတာအသင်းကစားသမားအချို့ရဲ့အပြုမူတွေအကြောင်းပါခင်ဗျာအသင်းတစ်စိတ်ကို လေးစားရမယ်ဒါကအရေးကြီးတဲ့အရာပဲကျွန်တော်ကစားသမားတွေကမှန်ကန်တဲ့အပြုမူမျိုးမပြုမူခဲ့တာတွေအများကြီးမြင်ခဲ့ရတယ်ကျွန်တော်တို့ကအသင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လို့ကောင်းကောင်းပြုမူနေထိုင်ရမယ်မန်ချက်စတာယူနိုက်တက်အတွက်ကစားပေးရတာဘလောက်ထိပ်ပဲရှိလဲဆိုတာကိုနားလည်ထားပြီးသားဖြစ်ရမယ် အတင်းတစိကဘလောက်တိတ်ပဲရှိလဲဆိုတာကိုလည်းနားလည်ထားရမယ်။ကျွန်တော်တို့ဘယ်ကိုပဲခရီးသွားသွားဥရောပပဲဖြစ်ဖြစ်အာရှပဲဖြစ်ဖြစ်ပရိသတ်တွေကိုခင်ဗျားလေးစားရမှာပါ။ခင်ဗျားပရိသတ်တွေကိုလေးစားရမယ်။အဲ့လိုဘာလို့လေးစားရမှာလဲဆိုရင်တို့ကခင်ဗျားတို့ကိုအားပေးဖို့လာကြတယ်။ပတ်စံအကုန်ခံပြီးလာကြည့်ကြတယ်။ခင်ဗျားလက်မထိုးပေးတာလိုချင်တယ်။ဓာတ်ပုံအတူတူတွဲရချင်တယ်။အဲ့ဒါကိုခင်ဗျားကလေးစားသမှုနဲ့ဆက်ဆံရမှာပါ။ကျွန်တော်ကတော့အဲ့လိုမျိုးဆက်ဆံတာမမြင်ဘူး။ကစားသမားအလုံးအဲ့လိုပဲလို့ပြောတာမဟုတ်ပါဘူးမလေးမစားလောက်ခဲ့တဲ့အချို့ကစားသမားတစ်ယောက်နှစ်ယောက်လောက်ကိုပြောနေရပါ ကျွန်တော်အဲ့လိုမျိုးလောက်တာတွေမကြိုက်ပါဘူးလို့ပြောကြခဲ့ပါတယ်။ဂျာတီတင်းနေတဲ့ဂျေဒန်ဆန်ဂျိုကိုမန်ချက်စတာယူနိုက်တက်ကိုပြန်ဖို့တင်တယ်လို့ကနဝင်ကစားသမားဖရန့်စင်ကလေးကအကြံပေးခဲ့ပြီးအနောက်လန်ဒန်ကလပ်ဟာအင်္ဂလန်ကျယ်ပွင့်အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချဖို့ကြက်ခဲနေတာဖြစ်ပါတယ်။ဆန်ချိုအချက်စီကိုချန်ပီယံလိဝင်ခွင့်ရအောင်နဲ့ယူရိုပါကွန်ဖရင့်လိဖလာရရှိအောင်အကူအညီပေးနိုင်ခဲ့ပေမဲ့အတင်းမှရှိနေတဲ့ကာလာအတွင်းပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ် ကျန်းသေးတဲ့အားစမ်းချိုကိုမန်ချက်စတာယူနိုက်တက်ကနေအငားနဲ့ခေါ်ယူခဲ့တဲ့နှုန်းကပေါင်25ချောင်းဝင်းကျင်နဲ့ဒီနေရာဒီမှာပီတာခေါ်ယူဖို့သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအနောက်လန်ဒန်ကလပ်အသင်းဟာမန်ယူနိုက်တက်ကိုရော်ဂျီပေါင်5တန်းပေးပြီးအပြောင်းအလဲသဘောတူညီမှုကိုရှောင်လွှဲနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပြီးချက်စီအားစမ်းချိုအတွက်နောက်ဆုံးဆုံးဖြတ်ချက်ကိုမချမှန်းရသေးပေမဲ့လည်းဒီအနေနဲ့ပြွင့်တာလာစားရှော့ယူဖို့သဘောတူရင်အပီတာခေါ်ယူခြင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းချက်စီတဲ့ပွင့်ဟောင်းစင်ကလေးက ဆန်ဂျိုဟာမာစကာရဲ့အတင်းအတွက်အပြေဟုတ်ပါမလားဆိုတာတန်လျော်ရှိနေတာဖြစ်ပြီးတရားရင်ကျယ်ပွင့်အတွက်သုံးဆွဲမဲ့ငွေကြေးကိုနောက်ထပ်ကစားသမားခေါ်ယူမှုတွေမှာသုံးဆွဲတာပိုကောင်းမယ်လို့ယုံကြည်နေတာဖြစ်ပါတယ်ဆန်ဂျိုဟာချဲဖီးအတွက်မှာကစားနေတဲ့ကာလအတွင်းတွင်ကုန်၅ခုနဲ့ဂိုဖန်တီမူ၄ချိန်ပြုတ်လုံနိုင်ခဲ့တာဖြစ်ပြီးချဲစီနေတဲ့တရားရင်ကျယ်ပွင့်ကိုအပီးသက်ခေါ်ယူတင်သလားလို့မေးမြန်းခြင်းခံခဲ့ရချိန်မှာစင်ကလေးကအဲ့ဒီမိကုံကိုဖြေနိုင်တဲ့တအုပ်တဲတော်သူကကစားသမားတစ်ခေါ်ယူရဖွယ်ပါ ချယ်ဆီအနေနဲ့ဘယ်တောင်မှချမ်းမှာညာတဲ့ကစားသမားလိုအပ်နေတာကြောင့်ဂျေတန်ကသူတို့အတွက်အလေးနဲ့စဉ်းစားရမယ့်ကစားသမားတစ်ယောက်ဖြစ်နေတာကြိမ်းတင်ပါတယ်။သူ့မှာအရေးအသွေးတွေရှိပြီးအတွေ့အကြုံတွေအများကြီးရှိတယ်။ဒါပေမဲ့သူ့မှာချယ်ဆီကိုနောက်ထပ်အဆင့်တစ်ခုကိုခေါ်ဆောင်သွားပေးမယ့်ပရီးမီးယားလိဖလာရာဒါပေမဲ့သူ့မှာချယ်ဆီကိုနောက်ထပ်အဆင့်တစ်ခုကိုခေါ်ဆောင်သွားပေးပြီးပရီးမီးယားလိဖလာရာယူပေးနိုင်မယ်။ပပောင်းလို့အရေးသွေးမျိုးရှိလားဆိုတော့ကျွန်တော်မသိကြပါဘူးအဲ့တော့သူကအပြေလို့မမြင်ပါဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ် စင်ကလေးကဆန်ချိုကိုခေါ်ယူမဲ့ကိစ္စနဲ့ပတ်သက်ပြီးတန်လျာရှိနေပေမဲ့လည်းအစတန်ဗီလာကျော်ဝေးမော်ဂန်ရော့ဂျာစ်ကတော့စတမ်ဘူဘရစ်ဂျ်မှာကျူဆွေးရမယ့်ကစားသမားဖြစ်တယ်လို့သတ်မှတ်ခဲ့ပါတယ်။ချဲစီအားအင်္ဂလန်တိုက်စစ်မှုကိုစေဝင်စားမှုပြသခဲ့တဲ့အသင်းတွေကတသိမ်းဖြစ်ပြီးအစတန်ဗီလာကဒီနေရာဒီမှာဝေကြီးချက်တဲ့အကြောင်းရော့ဂျာစ်ကိုရောင်းထုတ်ဖို့ကြိုးပမ်းသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ကျွန်တော်အစတန်ဗီလာကမော်ဂန်ရော့ဂျာစ်ကိုသဘောကျတယ်။ချဲစီကအတိုက်စစ်ဘယ်တော်မှန်ချမ်းမှာအရင်နှစ်သုံးနိုင်မယ့်ကစားသမားမျိုးလိုအပ်နေတာပါ။ ဒီငယ်ရွယ်တဲ့လူချင်းတွေမှာအရေးသွေးပုံမှုပြသနိုင်တဲ့ကစားသမားမျိုးဖြစ်စဖို့ဂျင်းဒီပေါ့လိုပါရင်ချယ်ဆီကချန်ပီယံလိဝင်ခွင့်ရထားပေမဲ့အခုချိန်မှာသူတို့တွေပရီးမီးယားလိဖလားစိန်ခေါ်ခြင်းရင်လူစည်းရင်ပိုထောင်းဖို့လိုပါရင်အရေးသွေးရှိကြောင်ပြသထားပြီးဖြစ်တဲ့ကစားသမားတွေပုံများတာချယ်ဆီကိုရာသီအတွင်းမှာခြေစွမ်းပိုင်းတည်ငြိမ်မှုပိုရအောင်အာမခံချက်ပေးနိုင်ပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်ရီယိုဖာရီနာကမန်ချက်စတာယူနိုက်တက်အသင်းနေတဲ့ဒီနေ့ရာဒီမှာမာတီးယပ်စ်ကိုညာကိုခေါ်ယူဖို့အတွက် ကနာချိုတို့မှကော်ပီမန်နူရူတွေကတဝူအပြင်မာဂရက်ဖို့ကိုရောင်းချမယ်လို့မျှော်လင့်နေပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာဒီနေ့နေ့ညမှာကွန်ညာရောက်ရှိလာတော့မယ်ဆိုတာကိုတရားဝင်အတည်ပြုခဲ့တာဖြစ်ပြီးအသက်26နှစ်ရွယ်ကစားသမားဟာနှစ်နှစ်ခွဲကြာကစားပြီးခဲ့တဲ့ဝူတင်းကနေထွက်ခွာဖို့အတွက်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ဘရာဇီးတိုက်စစ်မှုရဲ့အပြောင်းအရွှေ့အတွက်မန်ချက်စတာယူနိုက်တက်ဟာပေါင်း62.5တန်းကုန်ကြမှာဖြစ်ပြီးဗီဇာကြဖို့နဲ့ကစားသမားတစ်ဖြစ်စာရင်းသွင်းမှုလုပ်ငန်းစဉ်တွေလှုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်ရဲ့ပြီးခဲ့တဲ့ဇန်နဝါရီပက်ထရစ်တော်ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းကိုညာဟာရိုဘယ်မော်ရင်လက်ထက်ဒုတိယမြောက်ကစားသမားခေါ်ယူမှုဖြစ်လာတော့မှဖြစ်ပြီးဗူဖ်ကေဖွင့်ဟာအော်ထရာဖို့မှာ2030ထိရှိနေမဲ့၅နှစ်စာချုပ်ထုတ်ဆိုသွားမှာဖြစ်ပါတယ်။အမော်ရင်နေနဲ့ဒီတိုင်းစစ်ကိုအစ်စ်ပြန်တိဆောက်ဖို့လိုအပ်တယ်။ကျွန်တော်တို့အနေနဲ့ဘရူနိုဒါမမဟုတ်အာမက်ဒိုမမဟုတ်ရင်ကစားကွက်ကနေကိုသွင်းယူနိုင်မဲ့ပုံမပေါ်ရာမျိုးမမြင်ကြတော့ဘူး။ကျွန်တော်တို့ဒီအားဒီဗူဖ်နဲ့ထိုင်တန်ကိုသွင်းရှင်ကိုခေါ်ယူနိုင်ရတာပါ။သူကပြိုင်ပွဲစုံမှာ16ကိုသွင်းယူနိုင်ခဲ့ပြီး ကျွန်တော်သာခေါ်ခြင်းနဲ့ကစားသမားခေါ်လို့ရရင်သူ့ကိုအဲ့ဒီစီးနေထဲထားမယ်လို့လောကရဲ့ရသပတ်အနေငယ်တော့ကပြောခဲ့မှုတဲ့ကစားသမားတွေကတော်ဦးပါ။သူကပရီးမီးယားလိကိုတည်တယ်။အဲ့တော့သူ့အနေနဲ့အသားကြောင့်အချိန်ယူကြလို့မှမဟုတ်ဘူး။ဒါအကြီးမားတဲ့အချက်တစ်ချက်ပါ။ခမားသာပရီးမီးယားလိတွေ့ကြုံမှုရှိတဲ့ပြည်ပလိကကစားသမားကိုဝယ်ရင်အမြဲတမ်းရင်တထိတ်တိတ်ဖြစ်နေရမှာပါ။ဒါပေမဲ့သူကဒီမှာအတွေ့အကြုံရှိပေးတာပါ။သူဒီမှာကစားတာကျွန်တော်တို့မြင်မှုပြီးသားပါ။သူကမန်ယူနိုက်တက်ပရိသတ်ဖြစ်နေချီးပင်းလာခဲ့တဲ့သူပါလို့ပြောဆိုခဲ့ပါရီ။ final ကကိုညာရဲ့ april ကオーシャフォーမှာ wolf တင်နိုင်ပွဲရခဲ့တဲ့ပွဲတွေကအလုံးကားပေါ်နဲ့စွမ်းဆောင်ရည်က manchester united ကစားသမားတွေခေါ်ယူပွဲကိုဆွဲဆောင်နိုင်ခဲ့တာဖြစ်နိုင်ခဲ့လို့ယုံကြည်နေပါတယ်။သူက rashford ဝစ်စင်နေတဲ့ကျောနံပါတ်10ယူမယ်လို့ကျွန်တော်ကြားတယ်။ဒါက rashford ကဘာအတိတ်ပဲလဲခုလို့အဲ့ဒါနဲ့ပတ်သက်ပြီးမေးစရာမေးဖို့လည်းအများကြီးရှိနေပြီးအဲ့ဒါကမေးခွန်းနှင်းငယ်ကိုလည်းအဖြစ်ပေးကောင်းပေးနိုင်ပါတယ်။သူ့ပုံစံကပါဝါရှိနေတဲ့ပုံပေါ်ပြီးသူကအမော်ရင်ကစားသမားဖြစ်နေတဲ့ quality အဝင်မယ်လို့ထင်ပါတယ်။သူကလင်းမြန်နဲ့အတိုးလှုပ်လုံနိုင်စွမ်းရှိတယ် ခကြနေကစားနိုင်တယ်သူကခန်းစစ်တီလည်းဆင်းနိုင်ပြီးဘောလုံးနဲ့တူအခုပြောင်းလုံးနိုင်တယ်ဘောလုံးပေးပို့နိုင်ပြီးပြိုင်ဘက်တွေကိုတစ်ဖက်ကွင်းဖက်ချမ်းကနေဒါမှမဟုတ်နောက်ကနေပြေးလွှားပြီးချင်းချောက်နိုင်စွမ်းရှိတယ်သူကအမော်ရင်ရဲ့အရန်လိုချင်တဲ့ကစားသမားမျိုးလို့ထင်တယ်ဝိုင်လိုင်းရောစာစည်းပါအခုချိန်မှာတိုက်စစ်နေရာအတွက်အဖြစ်ဖြစ်နေရပုံမပေါ်ပါဘူးသူကအဲ့ဒီနေရာသုံးခုစလုံးမှာတော်တော်လေးလွယ်လွယ်ကူကူကစားနိုင်မယ်အခွင့်အရေးရှိနေတယ်ထင်တယ်ဂျွန်နံပါတ်ကိုဖြစ်ရောတိုက်စစ်တောင်းပန်နေရာတွေကတနေရာမှာပါကစားနိုင်မှာပါလို့ပြောဆိုခဲ့ပါတယ် မိခေအာဒီတာကန္နာရီနေနဲ့နွေရသည်ပထမဆုံးအပြောင်းရှိအမားကိုကျူးလွန်ခဲ့ပြီးဖြစ်တယ်လို့သတိပေးခံရပြီးနွေရသည်အပြောင်းရွှေ့ကာလဟာဇွန်လတရနေ့မှာတရားဝင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။နွေရသည်အပြောင်းရွှေ့စီကွက်ဟာဇွန်လ10ရက်နေ့မှာပိတ်သိမ်းမှာဖြစ်ပြီးဇွန်လ16ရက်ကနေစက်တင်ဘာ10ရက်နေ့ထိပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။အာဒီတာနဲ့အာစနီဟာ900ဒီဇက်တိုက်စူပလာအောင်မြင်မှုမရပဲအဆုံးသတ်ခဲ့ရပြီးတော့အရေးကြီးတဲ့အပြောင်းရွှေ့စီကွက်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ကနော်ရီယာပရီးမီးယားလိဂ်ချန်ပီယံလေဘာဘူးကိုအမိမလိုက်နိုင်ခဲ့တာကြောင့်ဒုံယာဒီစတိုင်ဒုတိယလူဖြစ်ချိန်နှက်ခဲ့ရတာဖြစ်ပါတယ်။အာဒီတာကဒီနေရာဒီမှာသူ့ရဲ့အတင်းကိုနောက်ထပ်အဆင့်တစ်ခုပို့ဆောင်ပေးနိုင်မယ်ကစားသမားအများပြားကိုခေါ်ယူခြင်းနေပြီးပရပါသုံးနေတဲ့အတိုက်စစ်မှုအတင်းနဲ့ကွင်းတွေကစားသမားတစ်တို့ကိုခေါ်ယူသွားဖို့လှုံ့ဆော်နေတာဖြစ်ပါတယ်။မာရင်ဇူဘီမန်တွေက Real Sociedad ကနေ Emirates ကိုပေါင်50တတန်းနဲ့ပရမသုံးရောက်ရှိလာတော့မှဖြစ်ပေမဲ့လေအာဆနယ်တင်းရဲ့အတိုက်စစ်မှုရှာဖွေမှုကဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်။ ဖက်ဒါဂရိုဂရက်စ်နဲ့ဗဂျမင်ဆက်စကိုတို့ကိုခေါ်ယူဖို့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမဲ့အတတိုင်းအသင်းကလီရန်တီလက်ချက်စီသင်းကိုပြောင်းရွှေ့ဖို့သဘောမတူပင်ခေါ်ယူဖို့တရင်ထွက်ခဲ့တာဖြစ်ပါတယ်။စာတုပ်ရော်ကြီးကြောင့်ချက်စီသင်းကလီရန်တီလက်ကိုပေါင်ထန်း30လောက်နဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီးအာဆနယ်သင်းကလန်ဒန်ပြိုင်ဘက်တွေကိုအစားသမားခေါ်ယူမှုမှာအနိုင်မယူနိုင်မဲ့ကြီးမားတဲ့အမားကိုပြုလုပ်ခဲ့တယ်လို့ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ာဆင်နယ်ကဘယ်လိုဖြစ်ပြီးဒီ left ကိုအရမခေါ်နိုင်ရတာလဲဆိုတာကျွန်တော်နားမလည်ဘူးခင်ဗျားကတိုက်စီမှုတယောက်လုံနေပြီးဈေးကွက်ထဲမှာရှာဖွေနေတဲ့ချိန်မှာဒီခေတ်ဈေးကွက်မှာပေါင်သန်း30လောက်နဲ့ရောင်းမဲ့တိုက်စီမှုမျိုးကိုဘယ်လိုမျိုးလွဲချော်ခဲ့ရလဲဆိုတာနားမလည်နိုင်ဘူးအဲ့တော့ခင်ဗျားကအလားအလာရှိတဲ့တယောက်ယောက်လောက်ခေါ်မယ်ပြောနေပြီးတကယ်ကြောင့်နမကိုတွေ့နေတာတော့ဘယ်လိုဖြစ်ပြီးအာဆင်နယ်ကမော်ဝဲခဲ့ရလဲဆိုတာနားမလည်ပါဘူးသူကတကယ်ကောင်းကောင်းလုံနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်သူမန်စီးတီးကနေစတော့ကိုအငားနဲ့သွားကစားတော့ကျွန်တော်သူနဲ့စကားပြောခဲ့တာမှတ်မိသေးတယ် အဲ့ဒီချိန်တုန်းကတော့သူရဲ့ကိုရောင်ကိုဟာကိုကိုကိုယုံကြည်စိတ်ချမှုယုံကြည်ချက်ရှိမှုနဲ့ကောင်းမွန်တဲ့အရေးတွေအားလုံးရှိနေတယ်။ခမည်းတော်ဒီ left နဲ့ရင်ဆိုင်ရတဲ့အခါမှာသူကဒီပွဲမှာဘယ်နေရာမှာရှိနေအောင်လဲဆိုတော့ကိုသိတဲ့ old school ကစားသမားမျိုးရဲ့အရေးချင်းရှိပါတယ်။အဲ့တော့သူကောင်းကောင်းလုပ်နိုင်မယ်လို့ကျွန်တော်ထင်တယ်။သူက Diego Costa လိုမျိုးခံစားချက်မျိုးရစေရသူလို့ထင်တယ်။ခမည်းတော်သူအဲ့ဒီနေရာမှာရှိနေမယ်ထင်ထားရတယ်။တကယ်ရှိနေမယ်သူမျိုးပါ။အဲ့တော့သူ့ကိုခေါ်ယူတာကအရန်ကောင်းတဲ့ခေါ်ယူမှုလို့ထင်တယ်။ ဒီ left ကိုပေါင်သန်း30လောက်နဲ့ခေါ်နိုင်တာကအရန်ကောင်းတဲ့ခေါ်မျိုးလို့ထင်တယ်လို့ဒိုင်ဆင်မိုးဟောင်းအဒီဘာယိုအကင်ဖန်ဝါကပြောဆိုခဲ့ပါတယ်။မန်ချက်စတာနဲ့တဲ့အသင်းဟာလွေရသည့်ပထမဆုံးကစားသမားခေါ်မျိုးဖြစ် Wolf ကနေ Matthias Cunha ကိုအပြေးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက်နောက်ထပ်ခေါ်မဲ့ကစားသမားကိုတတ်မှတ်ခဲ့လို့သိရပါတယ်။ကစားသမားများများဟာပြီးခဲ့တဲ့ရသက်တပတ်အနည်းငယ်တွင် Ultra Foot ကိုပြောင်းရွှေ့လာဖို့တည်င်းနေထွက်ပေါ်နေကြတာဖြစ်ပြီးအထောင်တိုင်းစစ်ကစားသမားတွေကအဲ့ဒီတည်င်းထဲမှာကြီးစိုးနေကြတာဖြစ်ပါတယ်။ နော်ဝလီတိုင်းစစ်မှုဖေဒါအိုစီမန်ဟာပြီးခဲ့တဲ့ရက်သတ္တပတ်အနေနဲ့အတွင်းမန်ယူရိုက်တက်ကိုပြောင်းရွှေ့ဖို့တရင်တွေအခိုင်အမာထွက်ပေါ်နေကြတာဖြစ်ပြီးလီဒန်ဒီလော့ဖ်ကအချက်စီကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီးနောက်အရီဂေါ်လာဟာလာရီကပိုလို့တော့ပြင်းထန်လာကြတာဖြစ်ပါတယ်။အိုစီမန်ဟာဂလာဒါစီအတင်းမှာပြီးခဲ့တဲ့ရာသီကိုအင်္ဂါကစားသမားအဖြစ်အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီးဒီနေရာဒီမှာနောက်ထပ်တစ်ချိန်အပြောင်းရွှေ့ပြုလုပ်လိမ့်မယ်လို့အခိုင်အမာယူဆခံထားရတာဖြစ်ပါတယ်။မန်ယူရိုက်တက်သာတိုက်စစ်မှုတွေရှာဖွေခဲ့မယ်ဆိုရင်နိုင်ဂျီးရီးယားတိုက်စစ်မှုကိုခေါ်ယူဖို့ဂျိုးပန်းနာကအံအားတင်းစရာဖြစ်လာတော့မှာမဟုတ်တာဖြစ်ပါတယ်။ နာပိုလီသင်းတွေနဲ့အိုစီမန်ကိုခေါ်ယူချင်နေတဲ့အသင်းတွေကိုဘာတွေတောင်းဆိုသွားမလဲဆိုတာကိုသာစောင့်ကြည့်ဖို့ကြံတော့တာဖြစ်ပြီးနောက်ထပ်တစ်ကြိမ်အငါချသွားအောင်မလားဆိုတာလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။ဒါပေမဲ့လည်းမန်ယူနိုက်တက်အနေနဲ့နိုင်ဂျီးရီးယားကျယ်ပွင်းကိုဥရောပဝင်ကွေးမရှိဘဲနဲ့အော်ထရာဖို့ကိုပြောင်းရွှေ့ချင်တာအောင်စီယုံဖို့ဂျိုးပန်းရာမှာဖန်တီးတိုင်ပန်းကောင်းမှုလိုအပ်မှာဖြစ်ပြီးအိုစီမန်ဟာပြီးခဲ့တဲ့ရာသီကာလာဒါစီအသင်းအတွက်၄၀တပွဲမှ၃၈ခုအထိသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါက6ခုကယူရိုပါလိ9ပွဲမှာအသွင်းယူခဲ့တာဖြစ်တာကြောင့်ဂိုးသွင်းချေစွမ်းကောင်းရနေတဲ့အိုစီမန်ကိုဒီနေရာဒီမှာခေါ်ယူခြင်းနဲ့အသင်းတွေလည်းတန်းစီနေမှာဖြစ်တာကြောင့်မန်ယူနိုက်တက်အနေနဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေရင်ဆိုင်ရဖို့များပါတယ်။မန်ချက်စတာယူနိုက်တက်ဘက်မှာရှိနေတဲ့အရာကတော့ပရီးမီးယားလိပြိုင်ပွဲဖြစ်ပြီးအခြားပရီးမီးယားလိထိပ်တန်းပြိုင်ပွဲတွေသာအိုစီမန်ကိုခေါ်ယူဖို့မကြိုးပမ်းဘူးဆိုရင်အမရီအသင်းအနေနဲ့နိုင်ဂျီးရီးယားတိုက်စီမှုကိုခေါ်ယူမဲ့ပြိုင်ပွဲမှာအနိုင်ရနိုင်ပါတယ်။ ော်စီမန်းရဲ့ပြောင်းရွှေ့ရာဥရောပဝင်ခွင့်ရထားတဲ့အတင်းတွေကခေါ်ယူဖို့ဂျိုးပန်းလာမလားဆိုတဲ့အချက်ပေါ်မှာမူတည်နေပြီးနာပိုလီကျပွင့်ကမန်ယူနိုက်တက်အတွက်တကယ်ပြင်းမဲ့အဖြစ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုညာကိုခေါ်ယူနိုင်ခဲ့ပြီနော်နောက်ထပ်ဦးစားပေးပြင်းမဲ့ကတော့အထောင်တိုက်စင်မှုအဖြစ်ခေါ်ယူဖို့ပဲဖြစ်လာနိုင်ပါတယ်အခုလိုမျိုးတရုံတရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ETV YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါဦးခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရစေခင်ဗျာ။